လက်တော်ဂျပန်နိုင်ငံမှာလုံသားရှားပါပြက်လက်မှုဟာလုပ်ငန်းအတော်များများရင်ဆိုင်နေကြရတဲ့ပြဿနာဖြစ်လာပါတယ်။ဒီပြဿနာဟာစားသောက်ဆိုင်လေးတွေသာမကပဲဝန်ဆောင်မှုလုပ်ငန်းကြီးတွေမှာရင်ဆိုင်နေကြရပြီးဒါကိုဖြေရှင်းနိုင်ဖို့နည်းလမ်းမျိုးစုံကြိုးပမ်းနေကြရပါတယ်။ဒူဂျိုမြို့တော်မှာရှိတဲ့စားသောက်ဆိုင်တစ်ဆိုင်မှာတော့ဆိုင်မာလာအားပြီးတဲ့ဖောက်တဲ့တွေကိုယ်တိုင်ကပဲဆိုင်မာဝင်ကူပြီးဈေးလျှော့ပေးတဲ့နည်းလမ်းကိုအသုံးပြုထားပါတယ်။ တောက်စရာတစ်ခုခုကိုကိုယ်တိုင်ခွန့်နဲ့ယူတော့ရင်တစ်ကြိမ်ကို35စင်လျှော့ပေးပြီးနောက်တစ်ခွက်ထပ်ယူရင်တော့80စင်ထိဈေးလျှော့ပေးပါလေစားတော့ပြီလို့ပကံခွက်ရောက်တွေကို စနစ်တကျစုပုံထားပေးရင်နောက်ထပ်35စင်လျှော့စေရပါလေဒီနီလန်းလေးဟာအချိန်ကုန်သက်သာပြီးရောင်းအားလက်တက်လို့အဆင်ပြေတယ်လို့ဆိုပါတယ် အခုလိုဆိုင်အလိုသမားမရှိလို့လုံးရတာဆိုပေမဲ့တစ်ဖက်မှာလည်းဖောက်တယ်တွေနဲ့ဆိုင်ကိုကူဖွင့်နေသလိုဖြစ်လို့ဆိုင်ရဲ့အမှတ်တရစိတ်လည်းပိုတံမိုးတက်လာတယ်လို့ဆိုင်ရှင်ကပြောဆိုပါတယ်ဂျပန်နိုင်ငံမှာဆိုင်ကွဲပေါင်း1800ကျော်ရှိပြီး24နာရီဖွင့်တဲ့လေ့ကျင့်ခန်းဂျင်းလုပ်ငန်းတွေလည်းလုံသားဖြစ်လက်မှုနဲ့ရင်ဆိုင်နေရပြီးဂျင်းတန်ရှင်ရေးဝန်ထမ်းလည်းမရှိပါဘူး ဒါကြောင့်ဂျင်မာလာလိချင်းကြတဲ့ဆိုင်ဖောက်တွေကိုပဲဂျင်တန်ရှင်ရေးလို့ဖို့ရှော်စေးစနစ်နဲ့ဆွဲဆောင်ထားပါလေ။ဖုန်း app တွေကနေတန်ရှင်ရေးလိုအပ်နေတဲ့ဂျင်ဆိုင်ခွဲတွေကိုနီးစံရဖောက်တွေကိုပြန်အလုပ်ပေးနေတဲ့စနစ်ပါ။တန်ရှင်ရေးလုပ်ပြီးလို့လေ့ကျင့်ငယ်လုပ်နိုင်သေးတယ်ဆိုရင်လည်းဝင်လုပ်လို့လည်းရပါလေ။တလောက်မှလေ့ကျင့်လုပ်ရင်လစဉ်ကြီး30ရာခိုင်နှုန်းဖြစ်တဲ့9ဒေါ်လာရှော်စေးပေးပြီး ရှစ်ကြိမ်လုံနိုင်မယ်ဆိုရင်တော့နှစ်ဆရမှာပါ။ဆက်ပြုပြင်ထင်းသရေးဒီစနစ်ကိုလုပ်ပြီး14ဒေါ်လာတန်လက်ဆောင်ကက်ရမှာဖြစ်ပါလေ။ဒီနည်းလေးနဲ့အဆင်ပြေနေပြီးဂျင်းကုမ္ပဏီလည်းဒီစနစ်ကိုပိုအောင်မြင်အောင်လုပ်သွားမယ်။တခြားစီးပွားရေးလုပ်ငန်းတွေလည်းဒီစနစ်လေးကိုသုံးလို့ရမယ်လို့လည်းယုံကြည်ကြပါတယ်။လူများဟာဈေးလျှော့ပေးတာကိုကြိုက်ကြတဲ့အတွက်ကြောင့်ဒီနည်းလေးနဲ့ဂျပန်နိုင်ငံရဲ့လုံသားပြည်လက်မှုပြဿနာကိုအတိုင်းအတာတစ်ခုထိဖြေရှင်းနိုင်မယ်လို့လည်းယုံကြည်နေကြပါတယ်ခင်ဗျာ။ Thank <laughs> you.